လောကမှာကြောက်စရာအကောင်ဆုံးလူသုံးမျိုးလောကမှာကိုယ့်ကိုမုန်းတီးနေတဲ့လူတွေကိုလည်းမကြောက်နဲ့ကိုယ့်ကို မနာလိုဝန်တိုဖြစ်နေတဲ့လူတွေကိုလည်းကြောက်စရာမလိုဘူးနောက်ဆုံးကိုယ့်ရဲ့ရန်သူဖြစ်နေရင်အဲ့ဒီရန်သူက ရန်သူစစ်စစ်ဖြစ်နေခဲ့ရင်ကြောက်စရာမလိုပါဘူးဘလို့လူမျိုးတွေကိုကြောက်ရမှာလဲဆိုရင်နံပါတ် ဝမ်းတွင်းကောက်အတွင်းစိတ်ပုတ်ပြီးအပေါ်ရန်ကောင်းချင်အောင်ဆောင်နေတဲ့ဟန်ဆောင်ကောင်းတဲ့လူတွေကို ကြောက်ရမှာပါနံပါတ်2အနေနဲ့ရင်ထဲမှာအညိုအတေအာဂါတရီရှိပေမဲ့အပေါ်ရန်ချစ်ဟန်ဆောင်နေတဲ့လူတွေကိုလည်းကြောက်ပါနံပါတ်3ကတော့ကိုယ့်ရဲ့အားနည်းချက်တွေ ကိုယ့်ရဲ့ချုပ်ရင်းချက်တွေကိုယ့်ရဲ့အတွင်းရေးတွေကိုသိချင်ုံတသက်နဲ့ခင်မင်ရင်းနှီးချင်အောင်ဆောင်တဲ့လူတွေကိုလည်းကြောက်ပါ ဒါကြောင့်လောကမှာတကယ်မုန်းတဲ့သူကလည်းကြောက်เสียမကောင်းဘူး။ရန်သူစစ်စစ်ကလည်းကြောက်เสียမကောင်းဘူး။ဟန်ဆောင်ကောင်းတဲ့သူတွေကသာ ကြောက်เสียပိုပြီးကောင်းတယ်။ကြီးစုပေးကြတဲ့ခொနည်းရဲ့တသမီများလည်းကိုဤကျမ်းမာခြင်းစိတ်ဤချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေလို့ဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်။